ဲ့တော့ရှင်မကတ်တော်ကကျတော့အဲ့လိုပြောစရာကိုမရှိရလောက်သူဝတ်တဲ့အဝတ်ကပန်တုကုလစီဝရလို့ခေါ်တယ်ပန်တုကုဝလူတွေကမလို့ခြင်းနဲ့အဝတ်ကိုဝတ်တယ်သူလူတွေကမလို့ခြင်းနဲ့အဝတ်ကိုဝတ်လိုက်တဲ့အခြေအဖြစ်သူ့ရဲ့လောဘရှိတဲ့အောင်အနေထားမျိုးပုံရိပ်တွေကိုထပ်ပြီးတော့ချိုးနှိမ်ပြီးသားဖြစ်သွားတယ်ဒါဖြင့်ခုနလိုဝလစ်စလစ်နေပါလားလို့ဆိုတော့အဲ့ဒါကျတော့ necessary ရဲ့အဖို့ပဲပို့ပို့သွားပြန်တယ် စွန်းရောက်သွားပြန်ဒါဒုတိယသဘောကိုပြောပြတာเนาะဒုတိယသဘောကအဲ့ဒီ austere practice နဲ့မတူဘူးအမှန်တမ်းကွယ်ပြားချမ်းသာတယ် necessary လိုအပ်ချက်ရဲ့အတွင်းထဲမှတောင်းမှပဲကောင်းတာမှဝတ်မယ်ဆိုစိတ်ဓာတ်ကိုချိုးနှိမ်တယ်ဒီလိုဆိုလိုတယ်ပေါ့နော်ရှားတာနဲ့ဝတ်တယ်ဖြစ်ဖြစ်တယ်လို့နေထိုင်နိုင်တယ်နောက်တစ်ခါဆွန်းဆိုလို့ရှိရင် ။အော်တက္ကရာဝရီပဲနဲ့ဆွန်းနဲ့အိနေကလှဲ့လှဲ့ပြီးတော့ရက်တဲ့ဆွန်းဒီဆွန်းနှစ်ခုကဘယ်တူမလဲ။ဆေးသားလောင်းနဲ့ဆွန်းနဲ့တထေးလောင်းနဲ့ဆွန်းဘယ်တူမလဲ။တထေးငါစားတဲ့ဟာပိုကောင်းတာပေါ့။အဲ့တော့တထေးငါလောင်းတဲ့ဆွန်းမျိုးလက်မခံဘူး။ဆွန်းခံပြီးတော့ဖဲအိမ်ကလောင်းလောင်းရသည်များဟာတွေကိုလက်ခံပြီးတော့စားတာဟာ။ ဒီလောဘကိုချုံနေခြင်းတစ်မျိုးပဲရှင်ထဲမှာလောဘမရှိပေမဲ့လို့ချုံနေတယ်ဆိုတဲ့သဘောကိုပိုးထင်ရှားစေတယ်။ဒါဟာ austere practice လို့မဟုတ်ဘူးဒုတိယအကျင့်လို့ခေါ်တယ်။ဟောခိလိတာရဲ့အရေးအယောင်အသင်္တရံပုံရိပ်ထီအောင်မပေါ်အောင်ထိန်းချုပ်ထားတယ်။ဒါကြောင့်မို့ဒုတိယ33မှာဆိုတာအဲ့ဒါပြောတယ်နော်။ညရေရရမှာနေရမဟုတ်ဘဲနဲ့အမြဲတမ်းတတိနဲ့နေရတဲ့တင်းကြိုင်းမှာနေတယ် အမိုးကအောင်မှမနေပဲနဲ့လွင်မြန်မှနေတယ်။ကြောင်းနဲ့မနေပဲနဲ့သစ်ပင်အောင်မှနေတယ်။ဟောဒါချွနေမှုတွေပေါ့။ရိုးရိုးသင်္ကန်းဘုဖနဲ့ပန်းသူကသင်္ကန်းဝတ်တယ်။သင်္ကန်းဝတ်တဲ့အခါမှာသင်္ကန်းအပူမထားဘူးသုံးတယ်ပဲဝတ်တယ်။ဆွန်ခံပြီးတော့သာစားတယ်။နော်ပင်းနဲ့ဆွန်ကိုမစားဘူး။ဆွန်ခံတဲ့အခါမှာလည်းပဲ အိမ်ကြော်ပြီးတော့ဒီအိမ်ကတော့တထေဟိုအိမ်ကမွဲတယ်မွဲတဲ့အိမ်ကြော်ပြီးတော့ချမ်းသာတဲ့အိမ်သွားတာမျိုးမလုပ်ဘူးသဗ္ဗရဏစာရိကထူတယ်အိမ်စဉ်အတိုင်းပဲသွားတယ်မကြော်ပဲနဲ့သွားတယ်အဲ့ဒါတွေကလောဘဆွန်းကိုလောဘဆွန်းရဲ့ပုံရိပ်တွေကိုထိန်းချုပ်တဲ့သဘောပဲအဲ့ဒါကိုဒုတင်ကလို့ခေါ်တယ်ဒုတင်ကဆိုတာကိရိတာကိုခါတွက်ဖြည့်ဆည်းတဲ့ကိရိတာရဲ့ပုံရိပ်တွေတောင်အရေးမထင်အောင်ခြေ ခြေမုံနဲ့အချင်းတစ်မျိုးကိုဒုတင်လို့ဒီလိုခေါ်တယ်လို့မှတ်ရမှာဖြစ်တယ်။နော်ဒုတင်လို့မှတ်တာ။တွင်စွန်းစားလို့ရှိရင်လည်းတထတထိုင်နေပဲစားတယ်။ဒီနာစားလို့မဝသေးရင်နောက်ထပ်ထပ်စားမယ်ဆိုတာမရှိဘူး။ဧကတနေထုတင်လို့ခေါ်တယ်။အဲ့ဒါလို့တထထဲတထိုင်နေပဲစားတယ်ဆိုတဲ့ဒုတင်23မှာအချင်းတရားတွေကိုရှင်မကသဘာဟာထူးချွန်ထက်မြက်စွာကျင့်သုံးခဲ့တာဖြစ်တယ်။ အရေးအယောင်ကိုလုံးဝထောက်ပြเสียမရှိဘူးရှင်မကသဗ္ဗအနေနဲ့ဘယ်နေရာမှာဖြင့်လောဘရဲ့ပုံရိပ်တွေရှိနေသေးတယ်လို့ပြောเสียအကြောင်းမရှိအောင်ထူတင်အကျင့်နဲ့ဖုံးဖိဖြည့်ဆည်းထားတယ်လို့ဒီလိုဆိုလို့ရပေါ့နော်အဲ့ဒါဟာမြတ်စွာဘုရားရဲ့သာသနာတော်မှာထူတင်အကျင့်လို့ခေါ်တယ်ဩစတီးယားပရတိစ်နဲ့မတူတဲ့အရာဩစတီးယားပရတိစ်ဆိုတဲ့ဒုက္ခရာစရိယာအကျင့်တွေဟာ တပတ်အကျင့်တွေဟာအစွန်ရောက်တဲ့အကျင့်တွေသာဖြစ်တယ်ဗောလောအပ်တဲ့ပို့ပြီးတော့လှုပ်တဲ့အကျင့်တွေသာဖြစ်တယ်ဗောအဲဒါကြောင့်မို့မြတ်စွာဘုရားကကိုကိုရင်ဖျားလောက်ဘွားတော့ကချင်းခဲ့တဲ့တပတ်ဒုက္ခစရိယအကျင့်မျိုးတွေကိုစွန့်လွတ်ပြီးတော့ဒုတင်အကျင့်ကိုတော့เนาะပုံရိပ်တွေကိုဖယ်ရှားတဲ့အချင်းမျိုးတော့လက်ခံကျင့်သုံးပြီးဒူရင်13မှာဆိုတာဟောကြားခဲ့တာဖြစ်တယ်ပေါ့ အဲ့လိုဒုတိယချင်းကိုကျင့်ကြံအဖြစ်ယဟန်တန်ဃာရဲ့ခုံသိက္ခာကိုချင်းတရားကိုပို့ပြီးတော့တောက်ပြောင်စေတယ်ပို့ပြီးတော့ဟိုသီလကိုအယောင်တင်ပေးတဲ့သဘောပဲဒီလိုဆိုလိုတယ်ပေါ့နော်ပတ္တဝိဒုတိယပတ္တဝိဒုတိယဆိုတာခွက်တည်းအများကြီးနဲ့စားတာမဟုတ်ပဲနဲ့တပိတ်သေးရှိတဲ့ဟာပဲတပိတ်ဆိုတဲ့ခွက်တစ်ခွက်တည်းနဲ့စားအဲ့ဒါကို ပတ္တပိုင်တူတယ်တချို့ကတော့ရှိသမျှတွေကုံရောနေတာကိုပတ္တပိုင်တို့ဒီလိုထင်တယ်မဟုတ်ဘူးခွက်တစ်ခွက်ထဲနဲ့စားတာကိုပတ္တပိုင်တို့ခေါ်တယ်ဟောခွက်နှစ်ခွက်သုံးခွက်လောက်ဘူးချိုးချံလိုက်တယ်အဓိကကတော့လူရဲ့အစာစားတာကိုကရွယ်ချက်ကပါတော့ဆိုရင်တက်ရှိဖို့ခဏကိုတည်ထမှုအလုံးလုံးနိုင်ဖို့ဆိုရင်ရွယ်ချက်နဲ့စားကြိုက်လို့စားတာတို့ဝါအောင်စားတာတို့ ဒီတင့်တယ်အောင်စားတာတို့လှောင်အောင်ပအောင်စားတာတို့ပျော်ဖို့ပါဖို့စားတာတို့ဒါမျိုးတွေကမထားရမယ့်ရည်ရွယ်ချက်တွေပဲလေအဲ့ဒါတွေအလုံးကိုဖယ်ရှားပြီးတော့မြတ်စွာဘုရားရဲ့ဒီလိုက်နာကျင့်သုံးမှုဟာအမတန်အမအစွန်းကိုရှောင်ရှားပြီးတကယ်ကိုလူတွေရဲ့လိုအပ်ချက်ကိုဖြည့်မြုံတော့ပဲခွင့်ပြုထားတဲ့အရာဖြစ်တယ်ပေါ့နော် အဲ့တော့ရှင်မဂတ်မထေရကြီးဟာဒုတင်ကလို့ခေါ်တယ်။ကိလေသာပုံရိပ်တွေကိုချိုးဖြစ်နိုင်တဲ့ဟောကိလေသာတွေကိုချိုးတာအတော့အရတ္တမကမှချိုးတာမတ္တရာမှချိုးတာလုံးဝဖယ်လျောက်တယ်။သို့တော့ပုံရိပ်တွေရှိနေတတ်တယ်။အဲ့ဒီပုံရိပ်တွေကိုဖယ်ပြစ်တာကြတော့ဒုတင်အကျင့်လို့ပြောနိုင်တယ်ပေါ့နော်။ဒုတင်အကျင့်တော်ကြကြတော့တမျိုးတွေးကောင်းတွေးလိုက်မယ်။ယဟန္တာပုဂ္ဂိုလ်ဒုတင်မဆောင်တဲ့ယဟန္တာပုဂ္ဂိုလ်တွေကြတော့ တော့ကိလေသာကြံနေသေးလို့လားလို့ပြောစရာဖြစ်တယ်။သို့တော့ပုံရိပ်ဆိုတာကြံတတ်တယ်။ပုံရိပ်ကြံတာဟာကိလေသာကြံတာမဟုတ်ဘူး။ဥပမာမယ်အရက်ပလင်အရက်ထဲတဲ့ပလင်အရက်တွေသုံးပလိုက်လို့သုံးဖို့တောက်ပလိုက်လို့မရှိတော့ဘူးဆိုရင်ပလင်ခွန်ကြီးပဲရှိတယ်။နှမ်းကြီးအနံ့တော့ကြံသေးတယ်။အဲ့လိုပုံရိပ်ဆိုတာကြံနေတတ်တယ်ပေါ့နော်။ယန္တာပုဂ္ဂိုလ်တွေလည်းပဲတချို့ပုဂ္ဂိုလ်တွေဟာ ကိလေသာတွေကုံအောင်ဖယ်ပြီးတော့ယဟန္တာဖြစ်သွားတော့လည်းပဲကိလေသာ ရှိတုန်းကအသွင်တရံလေးတွေကျန်တတ်တယ်။ရှင်ပိလိဏဝိသမထေဆိုရင်လူမြင်နှုတ်ကျုံနေသည့်အတွက်ကြောင့်လူကိုချိုချိုသာသာမခေါ်တတ်ဘူးဟဲ့ငယုံမလို့ခေါ်လေးရှိတယ်သူက။ဒါနှုတ်ကျုံနေတယ်ဟာလို့သူဆို။ရှင်မောဂလန်နဲ့ရှင်သာရိပုတ္တရာအနေစရိုက်ချင်းကမတူကြဘူး။ရှင်မောဂလန်ကစေနာတရားကြီးမားတယ်။ အရှင်သာရိပုတ္တရာကအကျဉ်းမနာတရားကြီးမာတယ်ရှင်မောကလန်ကိုရောကြီးကတော့ခတ်ဆက်ဆက်တင်းနေမှာဆက်ဆန်တတ်တယ်မတူးကြဘူးတပါးနဲ့တပါးရှင်သာရိပုတ္တရာကကျင်နာတယ်ရှင်မောကလန်ကတော့လှုပ်ရှားရှင်ဒုံတိုင်းလှုပ်တတ်တယ်ပေါ့နော်အဲ့ဒါဒေါသနဲ့လှုပ်ထလာဆိုတော့ဒေါသတော့မဟုတ်ဘူးဒေါသရဲ့အရေးရောင်တွေကကျန်းနေသေးတယ်သူဆိုလိုတယ်အဲ့ဒါဒီမှာမကြံရအောင်ခုနကဒုတင်က 今年大热也碰一点气哦，拍些漂亮奶奶出来对比下，有那么没多少高呢，对比不呢？